လီဗာပူးရဲ့စိတ်ဝင်စားပွဲအား2025နေဆွဲများလီဗာပူးတင်းအနေနဲ့ဈေးကွက်ရာသီဖွင့်လှစ်လိုက်ကလေးကအသင်းရဲ့ဒုတိယကုသမဖြစ်တဲ့ကလပ်ဟာကိုထုတ်ယောင်းခဲ့ပြီးဖြစ်ပါတယ်အစီအစဉ်ရကတော့လီဗာပူးဟာဂျွန်လာတရက်နေ့ကနေဆက်ရက်အတွင်းမှာအသေးစားအပြောင်းရွှေ့တွေကိုပြုလုပ်မဲ့ mini transfer market လို့ရှိတယ်လို့ဆိုလို့ရပြီးတော့ဂျွန်16ရက်မတိုင်ခင်မှာတော့ main transfer market ကိုစတင်ဖွင့်လှစ်ပါမယ်ဘယ်သူတွေရောက်လာမလဲဘယ်ကစားသမားတွေကိုရောင်းထုတ်သွားမလဲဆိုတာကတော့စိတ်ဝင်စားပွဲသိရတော့မှာဖြစ်ပါတယ် တတလောရေပန်းစားနေတဲ့အကြီးစား transfer ဖြစ်ကတော့ Wix နဲ့ Gagas တို့ရှိနေပါတယ်။အယောင်စင်းရင်အဖြစ်အမြန်မြများရမယ့်ကစားသမားတွေဖြစ်ကတော့ DS တာဝန်တို့ရှိနေပြီးတော့ကစားသမားတွေရဲ့ဆန္ဒအရထွက်ခွာသွားဝယ်ရှိနေတာကတော့လက်ရှိ Klahar အပြင် Harvey Elliott တို့လည်းရှိနေပါတယ်။ခုနာတေးကိုလည်းစာချုပ်တဲ့အပေါ်လက်မှတ်ထိုးရင်ချက်ချင်းရောင်းထုတ်သွားမယ်လို့သိရပါတယ်။ ဂျွန်ဆတ်ရှစ်မှာကတော့2025-26ပရီးမီးယားလိပွဲစဉ်စရာတွေထွက်မှာဖြစ်ပြီးတော့လီဗာပူးအနေနဲ့ချန်ပီယံဘွဲကိုဆက်လက်ကာကွယ်သွားရဖို့ဆိုင်းပြင်ရတော့မှာဖြစ်ပါတယ်။ဇူလိုင်လ10ရက်နေ့မှာတော့လီဗာပူးပရီးစီဇန်စတင်ပါမယ်။ဇူလိုင်23ရက်နေ့မှာ Deep Deal မှာ Preston အသင်းနဲ့ခြေစမ်းပွဲကစားပါမယ်။ဇူလိုင်26ဟောင်ကောင်မြေမှာတော့ AC Milan အသင်းနဲ့ခြေစမ်းပါမယ်။ဇူလိုင်30မှာတော့ Yokohama FM အသင်းနဲ့ဂျပန်မှာခြေစမ်းပွဲကစားသွားရပါမယ်။ ။ဩဂတ်စတရနေ့မှာဆိုရင်တော့ဂျာစီတစ်ကိုတရင်ဝင်ကြည်ညာမှာဖြစ်ပါတယ်။ဩဂတ်၁၀ရက်နေ့မှာဆိုရင်ဖဲလစ်အသင်းနဲ့ community shield ကိုဘိုလူသွားရမှာဖြစ်ပါတယ်။ဩဂတ်၁၆ရက်ကတော့ Premier League ရဲ့ရာသီအဖွင့်ရသက်တပတ်ဖြစ်ပါတယ်။စက်တင်ဘာတရက်နေ့မှာဆိုရင်တော့အပြောင်းရှိဈေးကွက်ရာသီပိတ်သိမ်းမှာပဲဖြစ်ပါတယ်ရှင်။ Liverpool ရဲ့2025နှစ်ရည်တွေကစိတ်ဝင်စားဖွယ်ကောင်းနေပြီးတော့ပြည်သက်တွေအနေနဲ့ရင်းခုန်စွာနဲ့ပဲဆက်လက်စောင့်ကြည့်ကြအောင်မှာပဲဖြစ်ပါတယ်ရှင်။